မင်္ဂလာပါဒီနေ့ကျွန်မကနေပြည်တော်မှာဗလီစောင့်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ်နေပြည်တော်မှာဗလီစောင့်မယ်ကိစ္စကဒီရက်ထက်အများဆုံးလူပြောအများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်တယ်။ဒါဒီတိရစ်ဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုနိုင်ဘူး။ဘာလို့လဲဆိုတော့ပြည်ပမှာနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေလို့ဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒိမီယာသမားတွေအနေနဲ့ကအတိပြုပေးဖို့လိုအပ်ပါတယ်။နင်ကသတင်းသမားမဟုတ်ဘူးလားနင်ကမသိဘူးလားလို့မေးပြရှိတယ်။ကျမသတင်းသမားမဟုတ်ဘူး။ကျမဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့ အာနိုင်ငံရေးတက်ကြွားလှူရှားတဲ့သူမျိုးသားရေးတက်ကြွားလှူရှားတဲ့သူတယောက်သာဖြစ်တယ်။ပြီးရင်တရင်ရဲ့ပတ်သက်လို့ကျွန်မကလေဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှခုရပါတယ်လက်နဲ့ဘယ်နှခုရပါတယ်ဘယ်နာမှာ PD ရဲ့စခန်းရှိပါတယ်ဘယ်သူကတော့အာထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးကြီးကျွန်မဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒီတော့ကျွန်မသတင်းလေးကိုမသိဘူးဆိုတော့သတင်းလေးအများကြီးတင်လေးရှိရဲ့သတင်းလေးကိုသူ့ထက်ကသူ့သတင်းကမှန်တယ်ငါသတင်းကမှန်တယ်ဆိုရဲလူတွေက ီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်ထို့သဖြင့်အာနေဘရောမှာရှိနေကြတဲ့နော်ကိုအောင်မင်းတို့ကိုကျော်မျိုးမင်းတို့ကိုကျော်စောဦးကကိုကျော်စိုးဦးတို့ဟန်ငယ်ဦးတို့နော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ကိုအောင်မိုးကျော်တို့မတ်စနိုက်ပါစုတို့မက်ဂဇင်ဦးတို့ဆိုတော့သူတို့အနေနဲ့ကဒီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တိကိစ္စသတင်းမတင်ပြတဲ့မြန်မာဟတ်တော်ကအောင်မင်းပြီးပဲမီဒီယာကကြော်ဆိုးဦး MBNU တရင်ကကျုံမျိုးမင်းတို့ကိုစင့်ခေါ်စာပို့လိုက်တဲ့မပူတူရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဆိုဒီနေ့ပြတော့မလီဆောင်မယ်ဆိုတဲ့အကြောင်းအရာကိုကြားရတယ်မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ချောင်းရဲ့မွတ်စလင်တွေရဲ့အစ္စလာမ်တလီဒီသုံးခုကိုချက်ချင်းမျက်လုံးထဲမှာပြေးနေပြီဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူငယ်နိုင်ငံသားအခွင့်အရေးပေးတယ်ဆိုတဲ့အဓိပ္ပာယ် ခဏလောကတစ်ချိန်လုံးစစ်တပ်ကဆီယာနာရှင်တွေကအစ္စလမ်တွေဘုံကိုထိဖိနှိပ်ထားတယ်လူနည်းစုတွေကိုဖိနှိပ်တယ်စစ်တပ်ကမျိုးသားရေးဆုံးရောက်တယ်လို့ခဏလောကတစ်ချိန်လုံးတွေးကြော်တယ်ခဏလောကတစ်ချိန်လုံးဆွတ်ဆွဲတယ်ဒါပေမဲ့တကယ်တမ်းတော်ကောင်းဆောင်တွေကနိုင်ငံသားလိုနေတဲ့လူတွေကိုနိုင်ငံသားအခွင့်အရေးပေးထားတယ်ဆိုတာပေါ့လေနောက်တစ်ချက်ကရခိုင်တကြက်ရိုဟင်တာတကြက်ဆိုပြီးတော့လက်ရှိအန်နူချီမှာရှိတယ်လူခွင့်ရေးဝန်ကြီးကပြောခဲ့ ဒန်းလူခွင့်ရရမယ်ဒန်းလူခွင့်ရသူတို့ပေးရမယ်သူတို့ဒန်းလူခွင့်ရလိုချင်တယ်လို့ပြောခဲ့တယ်ဒါတရားဝင်ထုတ်ပေါ်ပြောတာနော်ဘာနဲ့တူလဲလို့မေးလို့ရှိရင်ကဲမမြင်လမ်းမမြင်ပင်လေထဲမှာလေတစည်းနဲ့မျောလွင်ရမျောနေအရှိတ်ကန်ကိုသွားကတ်တော်လဲအရှိတ်ကန်လူတွေကလက်မခံပဲမောင်းထုတ်တယ်အနောက်ခက်ကန်ကိုသွားကတ်တော်လဲအနောက်ခက်ကန်ကမောင်းထုတ်အဲ့ဒီလိုနဲ့ဘသူမှလက်မခံပဲနဲ့လေးနေရမျောနေတဲ့ဒီလေစည်းဒုက္ခတဲ့ဘူးရခိုင်ပြည်မြောက်ပိုင်းကတနာတော်အဖြစ်ကန်ကတ်ခွင့်ပေးလိုက်တယ်တနာလို့ နေပေါ်မှာအခြေချကွယ်ပေးလိုက်တယ်။ခြံထဲမှာဖီလေးဆွဲနေပေးနေခွေပေးလိုက်တယ်။စားကျွင်းစားခြင်းအထင်းလေးတွေပေးတယ်။ဝိပိဒါအိုးထည်လေးတွေဆင်ပေးတယ်။တနာလို့ကုညီပေးထားတယ်။ဒါပေမဲ့နေတာအချိန်ကြာလာတဲ့အခါကျတော့ငါတို့လည်းဒီခြံထဲမှာတူနေတာပဲ။ငါတို့ကြောင့်အိမ်ဆုပ်လေးနဲ့လူတွေတို့ကတိုက်ချင်းနေနေတယ်မဖြစ်သင့်ဘူး။ဒီခြံကိုငါတို့တဝက်ပိုင်တယ်။ငါတို့ကိုတဝက်ပေးရမယ်။သူတို့ကြတော့စားဦးစားပြားကိုစားတယ်ငါတို့ကြတော့စားကျွေးနေပြေးတယ်မလို့ချင်းဘူးရခိုင်ဝတ်သားတရုံးဆိုငါတို့လည်းဝတ်သားတရုံးစားမယ် တို့သားသမီးတွေကြတော့အကြောင်းကြီးတက်ရတယ်ငါတို့သားသမီးလည်းအကြောင်းတက်ရအောင်တို့ကြတော့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရွေးချယ်ခံပြီးလွှတ်တော်အမတ်တွေဝင်ကြီးတွေဝင်ကြီးချုပ်တွေအစိုးရအဖွဲ့အစိုးရဖြစ်ခွင့်ရှိရင်ငါတို့လည်းပဲအစိုးရအဖွဲ့ဝင်ဖြစ်ခွင့်ရှိအောင်လဲဆိုရဲဒန်းလူခွင့်ကြီးကိုတောင်းလာတယ်ဒီမှာအန်ဦးကြီးကလူခွင့်ကြီးဝင်ကြီးအောင်ကျော်မိုးဆိုတဲ့သူကရခိုင်တကြက်ရိုဟင်ဂျာတကြက်ဆိုပြီးတောင်းနေတဲ့ကိစ္စပေါ်မှာလက်ရှိအန်ဦးကြီးကိုထောက်ခံနေတဲ့ကောင်းနေကောင်းမကြီးဘသူကောင်မှမငင်းခဲ့ကြဘူးဘသူမှ မပေးပါဘူးမပေးနိုင်ဘူးလို့မပြောဘူးမြင်ဘူးအဲ့ဒီလိုပဲအေအေကလည်းဒါမပေးနိုင်ဘူးလို့ဘယ်သူမှမမြင်ဘူးအေအေကိုထောက်ခံနေတဲ့ရခိုင်နဲ့တကောင်းမှထပြီးဖြည့်ရှင်းတာမြင်းတာကျွန်မတယောက်မှမတွေ့ဘူးဒါဆိုရင်ခင်ဗျားတို့ကသဘောတူတယ်ဆိုတဲ့သဘောတော့ရောက်တယ်နော်အန်ယူဂျီကရှင်းတဲ့နိုင်ငံလာဥပဒေကိုဖျက်သိမ်းလိုက်တဲ့ဘင်္ဂလီတွေကိုရိုဟင်ဂျာနာမည်နဲ့တိုင်းရင်းသားဖြစ်ခွင့်ပေးမယ်ရခိုင်တကျရိုဟင်ဂျာတကျတိုင်းကိုခွင့်ပေးမယ်ဆိုတာကိုခင်ဗျားတို့ကသဘောတူလက်ခံနေဒါဆိုရင် ခဏတော့အဲ့လိုသဘောတူလက်ခံနေရင်အခုလက်ရှိနေပြည်တော်မှာဗလီအောက်မယ်ဆိုရဲကိစ္စဟုတ်ရင်မဟုတ်ရင်အသာထဒီသတင်းကိုကြားလာနဲ့ခဏတော့ပျော်နေရမှာလေခဏတော့တစ်ချိန်လုံးစစ်တပ်ကဆီယာနာရှင်ကမွတ်စလင်တွေကိုဖိနှိပ်ထားတယ်အစ္စလမ်တွေကိုဖိနှိပ်ထားတယ်စစ်တပ်ကမျိုးသားရေးဆုံးရုံတွေကိုခဏတော့တစ်ချိန်လုံးဆွဆွဲခဲ့တာလေလက်ရှိမှာစစ်တပ်ကမျိုးသားတိုင်းတူဖွင့်တနည်းအားဖြင့်လူနည်းစုဖြစ်နေကြတာနိုင်ငံသားလို့နေနိုင်ငံသားခွင့်ရေးပေးတယ်ဆိုတာကိုခဏတော့ပျော်နေရအခုကြတော့ အခွင့်အရေးမပေးတော့လဲမပေးလို့ဆိုရင်ခင်ဗျားတို့လက်ညှိုးထိုးတယ်ဖောင်းထုတ်အခွင့်အရေးပေးတော့လည်းပဲဒီစတက်ကဒီလိုပေးနေပြီမဖသားကြီးမလုပ်နေလဲဆိုပြီးခင်ဗျားတို့ဖောင်းထုတ်တယ်ဆိုတော့ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဒင်းကလေးတွေကိုအကြောင်းပြပြီးတော့ရှင်းလို့ရတယ်ကျမတို့ကိုယ်နိုင်ငံသားချင်းချင်းညာဖြစ်နေကြတာဒီဘင်္ဂလီတွေကိုအကြောင်းပြလို့အခွင့်အရေးမပေးတော့လဲမပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရဲပြဿနာရှာတယ်အခွင့်အရေးပေးတော့လဲအခွင့်အရေးပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရဲပြဿနာရှာတယ်ဆိုတော့ကျမတို့ကအင်ဂျင်ရှင်အိုးမဲ့တုတ်ပြီးခွင့်နေရတာအချိန်တော်ကြာပြီဖြစ်တယ် ဒီနေရာမှာလူနေစုဆိုတဲ့စကားဒီလူနေစုအခွင့်အရေးဆိုတဲ့စကားကိုပထမဆုံးစပြီးတော့ပြောခဲ့တာကဘယ်သူလဲဥယျာရှင်ဥယျာရှင်ဆိုတာကအိန္ဒိယနိုင်ငံသားအိန္ဒိယမှာမွေးတဲ့အိန္ဒိယနိုင်ငံသားသူ့အဖေကကုန်းတယ်ကျမတို့မြန်မာနဲ့အိန္ဒိယကကိုလိုနီနယ်ချဲတွေကြောင့်ဘောက်ရောက်တဲ့အခါမှာမြန်မာနဲ့အိန္ဒိယကိုကုန်းတယ်ကူတန်ရောင်းဝယ်ရင်းနဲ့ကျမတို့လက်ရှိအာဖန်ဒူလာလမ်းမှာ ကုံဆိုင်လေးဖွင့်ပြီးတော့မြမပြီးမှာအခြေချရဲအဲ့ဒီကနေပြီးတော့ဥရရှိကမြမပြီးမှာကြီးပြီးတော့တဲ့သူကြောင့်လာရောက်သွားတယ်တဲ့သူကြောင့်သာဘုရားမှာနော်ဘုကြောင့်အဆန်းလုံးနဲ့တူအဲဒီကိုအောင်ဆန်းလို့ကိုနုလို့ကိုကျော်ငင်းလို့ကိုညိုမြတို့ကိုရရှိပေါ့အဲသူတို့အဲ့ဒီမှာတာဂတာတို့ဘာဘာတာတို့ဆောင်းသားနိုင်ငံကြီးလုပ်တယ်ဒီနေရာမှာတစ်ခုဖြတ်ပြီးပြောရမှာကဘုချုပ်ကចောင်းသားဘွားမှာနိုင်ငံကြီးလုပ်ခဲ့ဒါပေမဲ့သူ့နိုင်ငံကြီးတဲ့ကိုခြေစုံပြစ်ပြီးဝင်တဲ့အချိ ောင်းသားကောင်းဆောင်ဆိုတဲ့မျက်နှာဖုံးကိုဗိုလ်ချုပ်ကြီးခွာထားခဲ့တယ်။ကျောင်းသားကောင်းဆောင်အနာဗမာနိုင်ငံလုံးဆောင်တဲ့တောင်းသားများတမကဘာကာတာဥက္ကဋ္ဌတာကာတာဥက္ကဋ္ဌကိုအောင်ဆန်းဆိုတဲ့ယာဒူးကိုစွန့်အဲ့ဒီယာဒူးကတရားဝင်နှုတ်ထွက်ပြီးတော့ဒုဗမာအစည်းအုံးမှာတခင်အောင်ဆန်းတခင်နှုတခင်ကျော်ရဲတခင်ညိုမြဆိုပြီးတော့တခင်ဘွဲကိုခံလိုက်တယ်။ဆိုတော့လက်ရှိမှာယာတပ်ပံခေါင်းဖြူဆွဲကျိုးနေတာတောင်မှယာတပ်ပံចောင်းသားဆိုတဲ့အကြီးအောက်ကလောင်းလောင်းကြီးအောက်ကယုံမထွက်တဲ့ ကျောင်းသားအိုကြီးတေကနင်းနေတာတော့မှကျောင်းသားဆိုတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်၈၈ကျောင်းသားခေါင်းဆောင်ဆိုတဲ့နာမည်အောက်ကရုံးမထွက်ပဲလှုပ်ရှားနေတဲ့ရာသက်ပဲကျောင်းသားအိုကြီးရှက်တတ်ဖို့လိုတယ်။ဟုတ်ပြီအဲ့ဒီလိုမျိုးဥရရှက်ကဘုချုပ်တို့နဲ့အတူကျောင်းသားဘဝမှာနိုင်ငံရေးလုပ်ခဲ့ဒီမှာသတိထားရမှာဥရရှက်ပထမဆုံးလုပ်ခဲ့တာကမွတ်စလင်လူငယ်များအသည့်မွတ်စလင်တော့လူငယ်ကြောင့်မဟုတ်ဘူး မွတ်စလင်လူငယ်များအသင့်မြမပြည်လူလက်ရေးမရခင်25နှစ်အလိုလဲကရာရှိကအဲ့ဒီအသင်ကိုဖက်ခဲ့တာဆိုမြမပြည်က1948မှာလွတ်လပ်ရေးရှာတယ်လူလက်ရေးမရခင်25နှစ်အဆိုတော့နော်အာ1920နှစ်တော့1923နှစ်ကဥယျာရှိကမွတ်စလင်လူငယ်များအသင်းကိုတို့ခွဲတာလေအဲ့ဒီလိုနဲ့တက္ကသိုလ်ကျောင်းသားဘဝမှာကျောင်းသားဥက္ကဋ္ဌတွေလုပ်တယ်နောက်ဆုံးမြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ ရှိတာအစိုးရဖွဲ့ဝင်ကက်ဘိနက်ဝန်ကြီးဖြစ်တယ်။ပထမဆုံးကက်ဘိနက်ဝန်ကြီးနောက်သူပါလိုက်လို့ဆိုတော့ဤသူအိုးရင်ထူထောင်ရေးဝန်ကြီးဖြစ်တယ်။ဥကဥရရှိကဒီသူအိုးအိထူထောင်ရေးဝန်ကြီးလုပ်တဲ့အခါရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ရပိုင်ဖြစ်သွားတယ်။ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ပြီးတော့ဘာလုပ်လဲ။ဥရရှိကအလုံသမားရေးရဝန်ကြီးလုပ်တယ်။နံပါတ်၁ကအိမ်ပိုင်အောင်လုပ်တဲ့အိုးအိထူထောင်ရေးဝန်ကြီးနောက်တစ်ခု ကုံတော်ရေးဝန်ကြီး နောက်တစ်ခုကုံသွဲတာဘာတွေကိုကုံတယ်လဲဆိုလို့ရှိရင်နောက်တစ်ခုကအလုတမရေးရအောင်လုတမရေးရအောင်ဝင်ကြည့်ပြီးမှကုံသွဲရေးဝင်ကြည့်အဲမြမရေးဖြည့်ရှိရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်တွန်းအားပေးမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးပြောမြမရေးဖြည့်ရှိရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်ကြိုးပမ်းမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးဒက်ရက်ဆယ်ရမ်မိုဟမ်မက်ဟဇန်ကပြောဆိုသည် စတင်ဘာလ28ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြင်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်တည်ငြိမ်ရေးနှင့်လုံခြုံမှုပြန်လည်ရရှိရေးလှုပ်ဆောင်ခြင်းအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေရန် အာဆီယံကလှုပ်ဆောင်ရမည်ဟုပြောဆိုသွားခြင်းဖြစ်သည်မြန်မာနိုင်ငံတွင်သဘောတူညီထားသည့်အပြစ်ခတ်ရစဲရေးပြပြသွားသည့်အတွက်အချို့နေရာများတွင်အပြစ်ခတ်ရစဲရေးပြပြသွားကြောင်း အကြမ်းဖက်မှုများကြောင့်အရက်သားများကိုဆက်လက်အနေရပြုနေခြင်းပေါ်အာဆီယံနိုင်ငံသားရေးဝန်ကြီးဒါရက်ဆေရမ်မိုဟာမက်ဟဇန်ကအလွန်စိတ်ပျက်မိကြောင်းထုတ်ဖော်ပြောဆိုသည်အာနာချုပ်ကင်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကတီးခြားပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ပဲဒေတာတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါတယ်မြန်မာအကျက်တဲကိုမြန်မာတွေကိုယ်တိုင်ဥဆောင်ပြီးကိုယ်ပိုင်ဖြေရှင်းမယ်ဆိုရင်ပြည်သူတွေအားလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကတတိပေးပြောဆိုသည် အာဆီယံအဖွဲ့အစည်းဖြင့်ငင်းကြမ်းရေးကိုအာမခံပြီးလုံခြုံရေးအားကောင်းစေရေးစီးပွားရေးကြံ့ကြံ့ခံနိုင်ရေးကိုမြင့်တင်ရေးနှင့်ဒေသတွင်းရေရှည်တည်တံ့ရေးအပန်းတိုင်များမြင့်တင်ရေးတို့တွင်ဒေသတွင်းအစုအဖွဲ့တစ်ခုအနေဖြင့်အရေးပါသောအခန်းကဏ္ဍမှဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်လက်ရှိတွင်မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပြီးမြမအရေးအတွက်ထင်သာမြင်သာရှိသောဖြည့်ရှင်းမှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။ နံပါတ်1နေဖို့အိမ်ရောက်သွားပြီနံပါတ်2အလုံးရောက်သွားပြီနံပါတ်3ကုန်သွယ်ပြီဘာကြီးကုန်သွယ်မှာလဲဆိုတော့တက်ထွန်းထွန်းကုန်သွယ်တယ်တက်ထွန်းထွန်းနေရပြီအလုံးလဲရပြီနေပြားအိမ်ငယ်ရပြီစီးပွားရေးလဲရပြီပစ္စည်းငွေကြေးတောင်းတင်းသွားပြီဆိုဘာလို့နေရပညာရေးလို့နေဥရရှက်ကပညာရေးဝင်ကြီးလို့တယ်နောက်တစ်ခုအမျိုးသားစီမံရေးရာဖွင့်ကြီးလို့တယ်အဲ့ဒီဂျာဒူးမြောင်းမြောင်းဆိုတာရယူပြီးတော့မွတ်စလင်အမျိုးသားရေးမွတ်စလင်လူငယ်များအသင်းကိုတူထောင်ခဲ့နေတာရှိအဲ့ဒီဂျာဒူးတွေအများကြီးရယူပြီးတော့မွတ်စလင်အရေးကိုဆောင်ရွက်ခဲ့ အဲ့ဒီလိုနဲ့1958ရှေ့ဖာစာပါလာနှစ်ချမ်းကွဲလို့တက်မတော်ကအင်းဆောင်အစိုးရယူလိုက်တဲ့အခါမှာဥရရှေ့အစိုးရဘက်ကပြုတ်ကြပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်ငယ်မွတ်စလင်များအဖွဲ့ချုပ်တမမွတ်စလင်အဖွဲ့ချုပ်တူခွဲလိုက်တယ်ပထမ1923လုံးကမွတ်စလင်လူငယ်များအတင်1960ကျတော့ဗမာမွတ်စလင်ဆိုပြီးဗမာနဲ့မွတ်စလင်ကိုအတူတူရောချလိုက်တယ် ဗမာလည်းမွတ်စလင်မွတ်စလင်လည်းဗမာဆိုပြီးသူရောချလိုက်တယ်။ဗမာပြည်ထဲမှာမွတ်စလင်တွေကငဂိုတွေကရှိတဲ့ပုံစံမျိုးဖြစ်အောင်ဗမာမွတ်စလင်အဖွဲ့ချုပ်ဆိုပြီးအဲ့လိုလုပ်လိုက်တယ်။အဲ့ဒီဗမာမွတ်စလင်အဖွဲ့ချုပ်ရဲ့ကြီးရွယ်ချက်မွတ်စလင်တို့၏အမျိုးဘာသာသာသနာနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး။နံပါတ်၁မွတ်စလင်တို့ရဲ့မျိုးဘာသာသာသနာနဲ့လူမျိုးရေးလူမှုရေးတိုးတက်ရေး။နံပါတ်၂မွတ်စလင်တို့၏အမျိုးဘာသာသာသနာလူမှုရေးနှင့် ဗလငားတဲ့ဖွင့်ပြတို့တဲ့ကြီးနံပါတ်၃အမျိုးဘာသာတာသနာအတွက်ကျွမ်းကျင်သောမွတ်စလင်လူရည်ဂျုံများပေါ်ပေါက်ရင်အမျိုးဘာသာတာသနာလက်ရှိမှာလေအဲ့ဒီမွတ်စလင်တွေရဲ့ဈေးဆိုင်ကိုတွားကြည့်ခွန်ရှိချောက်ဆိုင်တိုင်းလေးပါမှခွန်ရှိချောက်ရှိတယ်ဒါကသူတို့ရဲ့အမျိုးဘာသာတာသနာသူတို့ရဲ့အထိမ့်မဲ့ဒီပုံမှာကျမမဘုဒ္ဓမဟာသေးဘာမှမဝေဖန်လို့ဘူးဖောင်းမထုတ်ဒါသူတို့မျိုးသားရဲ့ကိစ္စမရှိဘူးဒါပေမဲ့ ဗုဒ္ဓဘာသာဆိုင်ရာ969လို့စိုင်းပုတ်သွားမတက်နဲ့ဗုဒ္ဓဘာသာရဲ့အစွန်ရောက်တဲ့ဗမာရေလူမျိုးရေးအစွန်ရောက်တဲ့ဗမာရေဘာသာရေးအစွန်ရောက်တဲ့ဆိုပြီးတော့ကျင်းပေပေါ့အဲ့ဒီ969ဆိုင်ကိုဈေးမဝယ်ပဲကြော်သွားလိမ့်မယ်အခက်မသိရင်အဲ့ဒီ969ဆိုင်စိုင်းပုတ်969ဆိုင်ပုတ်ထောင်ထားတဲ့ဆိုင်ဘုံခွဲခံရလိမ့်မယ်အဲ့ဒါလက်ရှိပဲကလေးရှိကြဆိုတော့ကျမတို့မြန်မာပြည်မှာရှိတဲ့လူငယ်တွေခေါင်းတွေဘလောက်တောင်အုံနောက်တွေထဲမှာအစိတ်ခက်ခံရတယ်ဆိုတာခင်ဗျားတို့စဉ်းစားခင်ဗျားတို့စဉ်းစား ပထမကောင်မွတ်စလင်နောက်တော့အာနာတွေရပြီးတော့နော်အာနာတွေရပြီးတော့နေရာတွေရပစက်နေရလာတဲ့ခါမှာဗမာမွတ်စလင်လုလိုက်တယ်မွတ်စလင်လူနည်းစုအခွင့်အရေးဆိုတဲ့ဇာတ်ကရာရှိကစပြီးတုံးခဲ့တာဥယျာရှိကစပြီးတုံးခဲ့တာဒါပေမဲ့ကလားချင်းတူတာတော့မှနိုင်ငံသားအခွင့်အရေးပေးတင်တဲ့နိုင်ငံသားပြည်သားတဲ့ဥယျာဇာတ်ကအဲ့လိုမဟုတ်ဥယျာဇာတ်ဆိုတာအလုံးတည်တယ်ကျမတို့ဗိုလ်ချုပ်နဲ့တူလွတ်လပ်ရေးချုပ်ပန်းစဉ်ကတည်ခဲ့တဲ့ ာသာနေကိုလည်းမပါရဥရဆက်ဥရဆက်ကသူမတည်ခင်တလားအလိုကအိန္ဒိယကိုသွားပြီးတော့မွတ်စလင်ကောင်းဆောင်နေနဲ့တွေ့ဆုံခဲ့တယ်နော်1949ကဇူလိုင်16မှာ အာသာနေကိုလုံးကြံခံရတယ်ဆိုတော့ဇူလိုင်အာ16မှာလုံချန်ခံရတဲ့မတေခင်တလအလိုဆိုတော့1949ဂျွန်လဂျွန်လမှာအိန္ဒိယခီးစင်ကိုတွားပြီးတော့မွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့နေရာမှာဥညာဆက်ပြောခဲ့တယ်ကျွန်တော်ကားလေလူမျိုးလူနည်းစုလို့မတုံးဘူး ကျွန်တော်တို့ကလူနည်းစုလို့မတုံးဘူးကျွန်တော်တို့ကလူနည်းစုအခွင့်အရေးမတောင်းဘူးလူများစုနဲ့ပဲတက်အောင်ပေါ့နံပါတ်1လူနည်းစုလို့မတုံးဘူးနံပါတ်2လူနည်းစုအခွင့်အရေးမတုံးဘူးနံပါတ်3လူများစုနဲ့ပဲတက်အောင်ပေါ့နလူများစုနဲ့တက်အောင်ပေါ့ရင်ကျွန်တော်တို့ရှင်းလဲလျှောက်တာပြားလဲဆွဲတာအတူတူနေလို့ရတယ်လေဥရဇက်အဲ့လိုပြောခဲ့တယ်ဆိုတော့လက်ရှိမှာဥရဇက်လိုလူမျိုးတွေ ဥရဇက်လိုမျိုးနိုင်ငံသားပြည်သားတွေလူမျိုးတွေကိုကျမတို့နိုင်ငံသားခွင့်ရပေးလို့ရတယ်။အဲ့ဒီအတွက်တို့ရဲ့နိုင်ငံသားခွင့်ရတဲ့တို့တွေဗလီတက်ခွင့်လည်းကျမတို့ခွင့်ပြုပေးရမယ်။ပေးတင်တယ်။အန်ယူဂျီကလူခွေဝင်ကြီးအောင်ကျော်မိုးပြောသူလိုရခိုင်တကြက်ရခိုင်ကြတကြက်ပေးလို့မရဘူးမပေးနိုင်ဘူးဒီစကားကိုကျမမဘုဒ္ဓမဟာသွေးတယောက်ပဲအရင်တုန်းကလည်းပြောတယ်အခုလည်းပြောတယ်လက်ရှိမှာအန်ယူဂျီကိုထောက်ခံနေတဲ့လေလိုင်းတန်လူသက်သမားကြီးတကောင်မှမငင်းဘူးလက်ရှိမှာအေးအေးမပေးနိုင်ဘူးလို့တကောင်မှမပြောဘူး အေးအေးကိုအားပေးထောက်ခံနေတဲ့လူတွေရခိုင်တကြက်ရိုဟေချာတကြက်တန်းလူခွေးရေမပေးနိုင်ဘူးလို့တယောက်မှမငင်းကြဘူးဆိုတော့ခမားတို့ပဲဘင်္ဂလီတွေအတွက်အခွင့်အရေးလိုချင်တာလေခမားတို့ဘင်္ဂလီတွေကိုစစ်တပ်ကအခွင့်အရေးမပေးပါဘူးလို့ဖိနေနေတာလေခမားတို့ဟောတကယ်တဲ့စစ်တပ်ကအခွင့်အရေးပေးတော့လေစစ်တပ်ကအခွင့်အရေးပေးနေပါတယ်ဆိုပြီးတော့စစ်တပ်ကိုချစ်တဲ့မဘာသားတွေနဲ့တပ်မတော်ကိုချစ်တဲ့ကျမတို့ပြည်သူတွေကိုလှည့်ပတ်ပြီးရန်တိုက်နေကြတာလေခမားတို့ခမားတို့ပဲအခုတမျိုးတကြတမျိုးအမျိုးမျိုးလုပ်နေကြတယ်အဲ့ဒါခမားတို့